မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့သင်မှာ grade 12 math chapter 10 method of integration အပိုင်းမှာနောက်ဆုံးအပိုင်းလေးဖြစ်တယ် partial fraction method လေးကိုသင်နေတာဖြစ်တယ်အဲ့တော့မနေ့ကအရှိကအပိုင်းမှာ part သင်ခဲ့ပြီးပြီ notes ကိုအရင်ကြည့် notes ရပြီဆိုမှ exercise နဲ့ example လိုက်ကြည့်ပေးမှရမှာဖြစ်တယ်ပြီး example လေးကိုကြည့်အောင်ကြည့်ပြီး example ကြည့်ရဲဆိုရင် exercise ကကိုကိုတွတ်တက်မှာဖြစ်ပါတယ်တွတ်ကြည့်မှလည်းကိုရမရဆိုတာကိုသိမှာဖြစ်တယ်เนาะအဲဆိုတော့ဒါလေးကိုကြည့်မယ်เนาะ example 9လေးကိုကြည့်မယ် အဲ့ဒါမှနိုင်ုံကြည့်အောင် evaluate the integral တဲ့ပေးထားတာလေးကိုမလုပ်ပေး integrate လုပ်ပေးတဲ့ဒါဆိုရင်တချို့တို့ဒီမှာပေးထားတဲ့အောက်ကပိုင်းချီဒီ x2 2x 3လို့ပေးထားတာဖြစ်တဲ့အတွက်သူ့ကို integrate လုပ်မယ်ဆိုရင်ခြေကိုရှိတ်ကျင့်ဝေရရလားမရဘူးเนาะခြေရှိတ်လိုက်တဲ့ x2 ဆို 2x ရမှာဒါဆိုခြေရှိတ်ဝေရမရဘူးဆိုရင်ဘာတုံးရမယ် partial fraction ကိုတုံးမယ် partial fraction တုံးခြင်းဘာလုပ်ပေးနံပါတ်1အဆင့်ကဘာလုပ်ရမယ် bánh chỉ cú xa khuê kinh khuê. Nó, bình yên nà bát nè xe, phòm yu lai yi. Nà bát tông xe, xa tuyên, à yi bia, xa. Nà bát lê, xa tuyên mì kri. Nó. cái rì sẽ đánh trò mè xoá, dên xong, xa khuê kênh khuê xoá nà bát tế xe. ဘသူ့ကိုစာခွဲကိန်းခွဲရမှာလဲပိုင်းချီလေးကိုစာခွဲကိန်းခွဲမှာဒါဆိုရင်အဲ့ဒါလေး D ဟာလေးနော် grade ရဲ့အတွင်းကားဟာလေးကိုကူးပြီးတော့မှ session မှာဖြစ်တယ်အပိုင်းကိန်းကနော်ဒါကြောင့်သူ့ကိုပဲကူးမယ် integral sign မထည့်သေးဘူး x square + 2x - 3နောက်တင်ချာကရင်းနှီးလေးတွေမှန်မှအမှတ်ရမှာဖြစ်ပါတယ်။ကို ရေးချင်တာရေးပြီးတော့မှ အဖြေရယုံနဲ့ တင်ချမှာအမှတ်ပေးလို့မရပါဘူးရင်းနှီး step လေးတွေမှန်ဖို့လိုတယ်တင်ချရဲ့ရင်းနှီးလုံထုံလုံနှီးတွေမှန်ဖို့လိုပါတယ်နော်ကဲအဲ့ဒါဆိုရင်ဒါရပြီဆိုတစ်ချက်ပိုင်းခြေကိုစောက်ခွဲကိန်းခွဲလိုက်ရင်သူကပိုင်းခြေမှာပေးတာကဘာလဲလဲ x square plus 2x minus 3ဆိုခုနတည်းချက် example ပေးခဲ့တယ်လို့ပဲ3ဒီတလီနဲ့ပဲခွဲရမှာဖြစ်တဲ့အတွက်ပါရမလဲ x minus 1နဲ့ so, x, x plus 3နဲ့နှစ်ကွင်းရမယ်ဒါဆိုရင် teacher ရဲ့ formula ဒီဘယ်လိုရေးရမလဲပေါ့နော်အဲ့ဆိုအခုရလိုက်တာလေးကို teacher ရေးမယ်1 by 2စခွဲကိန်းခွဲမှာနော်ခွဲလိုက်တော့ပါရလဲ x minus 1တကွင်းနဲ့ x plus 3တကွင်းနဲ့ရတယ်နော် အဲ့တော့အဲ့ဒါရပြီဆိုရင်ဘာလုပ်ပေးရမလဲ formula ရေးဆိုတော့ရတဲ့နှစ်ခွင်းဒီကိုရှိမှထားခဲ့တဲ့တခွင်းကိုရှိတခွင်းလို့မှတ်ပေါ့နော်ဒါဆိုရင် a ပိုင်းပထမတခွင်း b ပိုင်းဒုတိယတခွင်းနော်အဲ့ဆိုတော့ a ပိုင်းပထမတခွင်းဆိုတော့ x 1 b ပိုင်းဒုတိယတခွင်း x 3ဘာကြောင့်လဲ1နဲ့3ဒီမတူညီသောနှစ်ခွင်းထွက်တဲ့အတွက် method ထဲကတချက်ပေးထားတဲ့ formula ၅ခုမှာနံပါတ်၁တခုဖြစ်ပါတယ်เนาะအဲ့ဒါထားမယ်ထားပြီးရင်သူ့ကိုကဏန်းရှင်းရမယ်เนาะကဏန်းရှင်းမဲ့ AB ရှာဖို့ပေါ့နံပါတ်၁အဆင့်စာခွဲကိန်းခွဲတယ်နံပါတ်၂အဆင့်ကိုဒီမှာเนาะနံပါတ်၁အဆင့်စာခွဲကိန်းခွဲတယ် နံပါတ်2အဆင့်ကိုတစ်ချက် formula ရေးတယ်။နံပါတ်3အဆင့်က AB ရှာမှာရှာဖို့အတွက်ကနန်းရှင်းမဲ့ဆိုရင်ဘိုင်းချီညှိမယ်ဆိုတော့ဒီဘက်ကိုသူနဲ့မြောက်ဒီဘက်ကိုသူနဲ့မြောက်ဒါဆိုဘာရသွားမလဲ။ E နဲ့က x plus 3နဲ့မြောက်မှာဖြစ်တဲ့အတွက် E x plus 3A B နဲ့က x minus 1နဲ့မြောက်မှာဖြစ်တဲ့အတွက် B x minus B ဘိုင်းဘိုင်းချီကဒီနှစ်ခုက ပုံစခွဲကိန်းဖြစ်သွားတဲ့အတွက် x 1 x 3ဒါစခွဲကိန်းကိုပိုင်းချီညှိတယ်။ပိုင်းချီညှိပြီးပြီဆိုရင်ဒီချက်တို့ဒီဘက်မှာရှိနေတာဒီဘယ်သူလဲ1 by x 1ဒါလေးနော်1 by x 1 x 3ဒါလေးကသူဒီဘက်မှာရှိတာအဲ့ဒါဆိုဒီချက်တို့ဒီရလေးကိုဒီဘက်ချမ်းလေးကိုနော်ပြန်ကူအောင်မယ်1 by x 1 ပြီးရင် explanatory အဲ့ဒီမှာဒီစရို x ကိုတခုစုမယ် constant ကိုတစုစုမယ်နောက်ဆို x bar က x ကိုထုတ်လိုက်ရင် a b x ကိုပုံထုတ်လိုက်ဒီလိုဖြစ်မယ်နော်ပြီးရင်နောက်မှာ constant က 3a နဲ့ -b နဲ့ရှိမယ်ဒါကြောင့်မလို့ +3a -b ဒါက constant တို့ဝင်လေးခတ်တာ ပိုင်းပိုင်းခြေက2အတိုင်းပဲကူ x 1 x 3เนาะဒါဆိုဒီအဆင့်ဖြစ်သွားပြီဆိုတာဒီချက်တော့ equation နှိုင်းရှင်းပါเนาะနှိုင်းရှင်းမယ်ဆိုရင် base ချင်းကတူနေတယ်တူနေတာဖြစ်တဲ့အတွက်ဘိုင်းဝေချင်းလည်းတူတယ်ပိုင်းဝေချင်းတူတာဖြစ်တဲ့အတွက်1ရဲ့ဒီကပိုင်းဝေရဲ့တူတယ်เนาะ a+b into x3a-b เนาะ a plus b into x plus 3a minus b ဒါကဒီဘက်ကဘယ်သူနဲ့ညီမှာလဲ1နဲ့ညီမှာเนาะပိုင်းဝေခြင်းညီမှာနားလည်လားအဲ့ဆိုပိုင်းဝေခြင်းညီရင်ဒီစရုကနှိုင်းရှင်မှာဖြစ်တဲ့အတွက်နှိုင်းရှင်မှာဖြစ်တဲ့အတွက်ဟိုဘက်ဒီဘက်တစ်ထပ်ဆိုတစ်ထပ်မြောက်ဖို့ဂိမ်းချင်းဆိုတော့ဒီဘက်မှာဒီစရု x တစ်ထပ်ရှိတယ်เนาะဒီမှာ x မရှိဘူး မရှိတဲ့အတွက်ဒီမှာဘာပဲရှိမလဲ xm မြောက်ဖို့ဂိမ်းဒီ0ပေါ့ဒီဘက်မှာ 0x ရှိလို့ပေါ့နော် 0x ရှိလို့0ဖြစ်နေလို့မပါတာဒါဆိုရင်သူ့ရဲ့မြောက်ဖို့ဂိမ်းချင်းညီတဲ့အတွက်0နဲ့ဘယ်သူနဲ့ညီ a + b နဲ့ညီတယ်ဒါကြောင့်မလို့ a + b equal to 0နောက်က1 the constant ဖြစ်တယ်ဒီမှာလဲ constant ဖြစ်တယ်ဒါကြောင့် constant ချင်းညီမှာမဟုတ်လို့3 a minus b ဒီဘယ်သူနဲ့ညီမလဲ1နဲ့ညီမယ်အဲ့ဒီ equation နှစ်ချောင်းကိုရှင်းလိုက်မယ်ဒါဆို b ကြည့်သွားတဲ့အတွက် 4a equal to 1ရတယ်ဒါဆို a equal to the 1 by 4เนาะဒါ equation ယူယူရှင်းတာဒါဆိုဒီချက် a ရပြီ b လိုချင်ဒီအပေါ်နှစ်ခုတည်းကြိုက်တဲ့ equation မှာထည့်ဆိုတော့သူ1လို့ထားလဲရတယ်သူ2လို့ထားလိုက်ဒါဆိုဒီချက်တော့ equation 1လေးမှာထည့်လိုက်เนาะ equation 1မှာ a နေရာမှာ1 by 4ထည့်လိုက် plus b equal to 0ဒါဆို b equal to the 1 by 4ဟိုဘက်ပို့တော့ minus 1 by 4ဒါဆိုဒီချက်တော့အခု a နဲ့ b နဲ့ရသွားပြီရပြီဆိုရင်နံပါတ် လီအဆင့်တွတ်တော့မှာပေါ့နော်နံပါတ်1အဆင့်ကိုဘာလုပ်လိုက်လဲစောက်ခွဲကိန်းခွဲတယ်နံပါတ်2ကိုဖော်မြူလာရေးတယ်နံပါတ်3အဆင့်ဒီ AB ရှာလိုက်တယ်နော်ဒါဆိုတရားတို့ဒါနံပါတ်3အဆင့်ရခဲ့ပြီနံပါတ်4အဆင့်ဒီအစာသွင်းပြီး grade နော်အစာသွင်းပြီး grade လို့ပြောတဲ့အတွက် integral နော်ဒီနားမှာပဲတွတ်တော့မယ်နောက်တစ်မျက်နှာနောက်တစ်မျက်နှာကူးပေးလိုက်ပါမယ်ရှုပ်နေပါဆို integral ဆိုတော့ပုံစံပြန်ကူးမယ်ဆိုရင်1 by နော်တီချာတို့ရဲ့ပုံစံဒီပါလေ x2 2x 3နော်1 x2 2x 3နော် 2x - 3dx လို့ပေးထားတာဒါလေးကိုဒီချက်ကဒီနေရာလေးမှာเนาะဒီနေရာလေးမှာဘသူ့ကိုထားခဲ့တာလဲဒါလေးစခွဲကိန်ခွဲတာဒီသူမဟုတ်ဘူးလားအတူတူပဲเนาะအဲ့ဒီအတူတူနေရာမှာဘာရခဲ့တာလဲ a x minus 1နဲ့ b by x plus 1ဆိုတာဒီဒီချေတို့ဒီမူရင်းကိုစခွဲခြင်းခွဲထားတာဟုတ်လားเนาะဒါကြောင့်မလို့ a နေရာမှာ1.4ထက် b နေရာမှာ minus 1.4ထက်ဒါကြောင့်မလို့1.4 by x minus 1 integral 1.4 by x minus 1 dx plus integral minus 1.4 by ဒုတိယတစ်ခွင်က x plus 3 dx ဒါဆို grade လို့ရပြီဆိုတော့ပထမ1.4လေးဒီ constant ဖြစ်တဲ့အတွက်ရှေ့ပို့ထားလိုက်ဆိုတော့1.4 integral 1 by x minus 1 dx ဒီက -1.4 ရှေ့ပို့လိုက် integral 1 by x plus 3 dx เนาะအဲ့တော့သိရင်ဒီတဆင့်ကိုကျော်လိုက်ဒါလေးဖြုတ်လို့ရပါတယ်ဒါကိုတန်းရေးเนาะဒုတိယတဆင့်1.4အပြင်ထုတ်ထားတာကိုတန်းရေးလို့ရတယ်ကိုတီချာနားလဲစီချင်လို့ပထမဆုံးပုံမလို့အကုန်ထည့်ရေးပေးထားတယ်ကဲအဲ့ဒါဆို grade တော့မယ်ဆိုတဲ့အတွက်1.4နော်သူ grade မယ်ဆိုရင်အပိုင်းခိမြင်နေတာဖြစ်တဲ့အတွက်ခြေကိုအရင်ရှိတ်ကြည့်ဝေရလားလို့ခြေရှိတ်လိုက်တော့ x 1ကို differentiate လုပ်ရင် x ကိုရှိတ်တာ1 1ကိုရှိတ်တာ0 ဒါဆို1ရနေတဲ့အတွက်ခြေရှိပ်ဝေရဆိုတော့ ln mod ခြေဆိုတော့ ln mod x minus 1ဒါအရှိရရသွားပြီ minus 1.4နောက်ကလည်းဒီ x+3 ကိုရှိတ်ကြည့်တော့ x ကိုရှိတ်တာ1 3ကိုရှိတ်တာ0ဆိုတော့ဝေရတယ်နော်အဲဒါကြောင့်ခြေရှိတ်ဝေရ ln mod ခြေမို့လို့ mod x+3 c ဒါပဲနော်အဲ့တော့အဲ့ဒီမှာဆက်ကြည့် ဆက်ကြည့်မယ်ဆိုတော့ဒီကျွန်တော်ကဒီမှာ LN ဒီမှာ LN မတူဘူးလားတူတယ်เนาะ LN ဆိုတာ lot ဖြစ်တာဖြစ်တဲ့အတွက်ဒီကျွန်တော်ကဒီ1.42နေတာလေးကိုပုံထုတ်လိုက်မယ်အနီနဲ့ရေးပေးမယ်เนาะ equal to 1.4လေးကိုပုံထုတ်လိုက်ရင်ဒီကျွန်တော်အနောက်မှာကဒီအရှိမ LN mod x minus 1 ln mod x plus 3 log တီကိုဘာလုပ်ထားတယ်နှုတ်ထားတယ် log မှာနှုတ်ထားတယ်ဆိုရင်တန်ဖိုးစားပြရမယ်เนาะဘာလို့လဲ formula မှာ log m n ဆိုရင်မြောက်ရင်ပေါင်းဒါဆိုရင် log m plus log n မလားเนาะအစား log m by n log m by n ဆိုရင်ဘာဖြစ်လဲ log m minus log n ဒါတိကျပြီဒါเนาะအခုကဒီမှာနှုတ်ထားတာဖြစ်တဲ့အတွက်ဒီတန်ဖိုးနှစ်ခုကိုမလုပ်ပြီးစာပြီးဒါကြောင့်မလို့အခုတ Teacher ကအဲ့ဒါကိုပေါင်းရေးမယ်ရှင်းမှာဆိုတော့ ln တန်ဖိုးနှစ်ခုကဘာလဲ mod x minus 1 mod x plus 3ဆိုတော့ mod 2တူတာဖြစ်တဲ့အတွက် modulus of x minus 1 by 3 x plus 3 plus c ဆိုရရသွားပြီဒါသူ့ရဲ့အဖြေပဲနားလည်ပြီလားကြောက်ပြီအဲ့ဆိုရင်ဒီချက်နောက်ဗီဒီယိုလေးမှာဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ